လမတခင်ကလေးကဟေးဝရဲ့ရဝေယဝိဆောက်တွေကိုလှုပ်ပေးနေရပြီဖြစ်တဲ့ဆိုပြတဲ့စဉ်ပရိသတ်များအားလုံးမင်းမင်လာပါရှင့်တနိုင်ငံလုံးကပရိသတ်တွေတည်ကြတဲ့အတိုင်းပဲမကြခင်မှာမြန်မာနိုင်ငံရဲ့လူသိများကြော်ကြတဲ့ဇုံတွဲလေးတွေဖြစ်တဲ့မင်းသားကျော်ဟင်းဝင်းရဲ့နဲ့မင်းသမီးကျော်လေးဆိုပြတဲ့စဉ်တို့ရဲ့မင်္ဂလာပွဲကြီးကိုခက်ခဲနန်းနားနဲ့ကျင်းပတော့မှာပဲဖြစ်ပါတယ်။ဆိုပြတဲ့စဉ်ကလည်းမကြခင်အချိန်တွင်းမှာတရိုးသားလောင်းရဲ့အမိသားစုတွေကိုချွေးမလေးဖြစ်နေဝင်ရောက်တော့မှာဆိုပေမဲ့အခုချိန်ထိလက်မထရသေးတဲ့အချိန်မှာတော့ တရုတ်သားလောင်ဟင်းဝရင်ရတောက်တုံမယားတွေကိုလုပေးနေရတာကိုတွေ့ရပါတယ်။ဒီလိုချင်းတွေကိုမြင်ရတဲ့ပရိသတ်တချို့ကတော့တကယ်ကိုသဘောမချဖြစ်ပြီးတော့အချင်းချင်းကလည်းကတော့ကစားဖြစ်နေကြပါတယ်။စိုးပြင်းနေတဲ့လက်တောင်မထင်ရသေးပဲတောက်တုံမယားအလုပ်တွေကအစာလိုက်လံလုပေးနေရတာကြောင့်တစ်ချိန်ချင်းမှာအနှောင့်အယှက်တွေရှိလာနိုင်တယ်လို့ထင်မြင်နေကြတာပါ။ အလုပ်တီးကြတဲ့အတိုင်းပဲဆိုပြင်းနဲ့ဟင်းဝင်ရဲ့နှုတ်နှစ်ယောက်ရဲ့အကြောင်းလေးကပြိသက်တွေရဲ့အာယုံကိုအဖမ်းစားနိုင်ဆုံးလို့ဆိုရမှာပါ။နှစ်စပိုင်းမှာတင်ရွှေဆိုင်အခန်းနောက်တွေမှာနှစ်ယောက်တူတူအမြဲလိုလိုတွေ့နေရတဲ့အကြောင်းပြိသက်တွေကအစချစ်သူလို့ပဲလိုက်ဖက်လို့နဲ့ဆိုပြီးတော့အားကြခဲ့ကြတာပါ။ နှစ်ယောက်တူတူအသည်ပတိမှာပါဝင်ဆင်နွှဲရင်းနဲ့ပရိသတ်တွေရဲ့စိတ်ကိုဖန်ဆောင်းသွားနိုင်ခဲ့ရပါနောက်ပိုင်းမှာတော့ဟင်းဝင်ရဲ့နေဆိုပြတို့နှစ်ယောက်စလုံးကအသည်သည်မင်္ဂလာပွဲကျင်းပတော့မယ်လို့သတင်းထွက်လာခဲ့ပါတယ်အဲ့ဒီအချိန်ဒီကိုဆိုပြရဲ့သတို့သားလောင်းကဘယ်သူမှမသိရတဲ့အပြင်ဟင်းဝင်ရဲ့သတို့သမီးလောင်းကလည်းဘယ်သူပဲပါမှမသိခဲ့ကြတာပါ အချိန်တကူကြတဲ့အခါမှာဆိုဖီနဲ့ဟင်းဝင်ရံတို့နှစ်ယောက်ရဲ့မင်္ဂလာသတင်းကိုကြားရတော့မှဖြစ်ကြောင်းသိခဲ့ရပါတယ်။ဘသူမှမသိလိုက်ခင်မှာပဲနှစ်ဦးနှစ်ဖက်မိသားစုအချင်းချင်းတိုင်ပင်ဆွေးနွေးပြီးတဲ့အပြင်မင်္ဂလာရဲ့ကျင်းပမယ့်အခမ်းအနားအပြင်ဆင်တွေကအစအကုန်လုံးနှီးပါပြင်လို့ဆင်လို့ပြီးနေပါပြီ။ဆိုဖီနဲ့ဟင်းဝင်ရံတို့မင်္ဂလာပွဲလေးကတော့ဝါကျွပြီးနောက်မှာကျင်းပကြတော့မှဖြစ်ပြီးပြီးခဲ့တဲ့ရက်ကပဲစေဇတ်ကြောင်းလန်းပြီးသွားခဲ့ရပါ။မင်္ဂလာပွဲကြီးကိုလည်းတခန္ဓနာကျင်းပမှာဖြစ်ပြီးချစ်သူသက်တမ်း6နှစ်အထိမ်းအမှတ်နေနဲ့စုစုပေါင်း6ပွဲကျင်းပသွားမယ်လို့သိရပါ ါတယ်။အခုလိုမျိုးသူတို့နှစ်ဦးနှစ်ဖက်ကြားမှာအဆက်ဆက်ရရအစဉ်ပြေချုံးမွေးနေပေမဲ့တချို့ဗီဒီယိုဖိုင်တွေမှာမြင်တွေ့နေရတာကတော့သိုးပြင်းနေတဲ့သတို့သားလောင်းဖြစ်တဲ့ဟင်းဝင်းရရဲ့ဝေယဝိဆောက်တွေကိုအကုန်လုံးလိုက်လုပီးနေရတဲ့ပုံရိပ်တချို့ပါပဲ။ဒါကိုတွေ့မြင်ရတဲ့သူတွေကတော့သိုးပြေးတို့အစိမ်းမကောင်းဖြစ်နေကြတာပေါ့။ ဘာကြောင့်လဲဆိုရင်ဆိုပြေကအမှုပညာအတိုင်းဝိုင်းကလူလဲဖြစ်တယ်လို့သူမရဲ့မိသားစုမှာတဦးတည်းတော်သမီးလေးဖြစ်တာကြောင့်မိဘတွေကအစာဆွေမျိုးတွေအစုံဘယင်မတပါလို့ကျွေးမွေးဆောင်ရှောက်ပေးခဲ့ကြတာပါအခုအွေရောက်လာတဲ့အချိန်မှာတောင်မှပတ်စံကိုအမေလက်ထဲအပ်ပြီးတော့လက်ထဲမှာကင်မသုံးတဲ့သူဖြစ်တဲ့အပြင်မိဘနှစ်ပါးရဲ့လူလေးသေးမရှိအောင်ပြုစုပျိုးထောင်ခြင်းကိုခံခဲ့ရတဲ့သူပါအခုလိုမျိုးမိသားစုတွေမှာဘုဘုမအခြေခံရတဲ့တဦးတည်းတော်သမီးလေးကဒီလိုမျိုးအောက်ကျခံပြီးတော့လှုပ်ပေးနေရတာကြောင့်ပရိသတ်တွေကတော့စိတ်ပူပန်ပေးနေကြတာပါ တအူးလေးတော့ဖြစ်လို့တဖက်မိသားစုကိုဝင်ရင်ရောက်ခမတွေနဲ့ရောင်းမတွေကဝိုင်းပြီးတော့အနိုင်ကျင့်ခိုင်းစားမှာကိုလည်းစိုးရိမ်နေကြပါတယ်။ဒါပေမဲ့လည်းတကယ်တဲ့လက်တွေ့မှာတော့စုပြေးကိုယ်တိုင်ကအခုလိုလှုပ်ပြီးနေရတာကိုကြည်နေတဲ့အပြင်သူမကိုယ်တိုင်ကလည်းရောက်ခမတွေကကိုသမီးလေးတယောက်လိုချစ်ပြီးတော့ချစ်ခင်ပေးကြတယ်လို့ဆိုပါတယ်။ဟေးဝင်းရဲ့တို့လိုအတိုင်းဝိုင်းထဲမှာဒီလိုလိမ္မာရေးစားရှိတဲ့အပြင်အသည့်လိမ္မာရှိတဲ့အမျိုးသမီးကောင်းတအူးလေးရောက်လာတာကြောင့်ဘယ်ရောက်ခမမဆိုလက်မခံနိုင်စရာအကြောင်းမရှိပါဘူး။ဒီဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ပရိသတ်တွေအနေနဲ့စုပြေးရဲ့လှုပ်ရ က်တွေနဲ့ပတ်သက်ပြီးတော့ဘလို့မြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်